အော်တိုဘာလာတရဲ့2025ခုနှစ်ဒီကနေ့မနက်ခင်းကဖိလစ်ပိုင်နိုင်ငံရဲ့အလဲပိုင်းဒေတာဖြစ်တဲ့ Visarus ဒေတာအတွက်တုံလုံးချောက်ချားမှုတွေကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့စိုးရင်ပူပန်မှုတွေအပြေအဝဖုံးလွှမ်းနေတဲ့မနက်ခင်းတစ်ခုဖြစ်နေရပါတယ်။ မင်းညားကစတင်မာလ30ရက်အင်္ဂါနေ့ည9:59နာရီ59မိနစ်အချိန်မှာအင်အားပြင်းငလင်တစ်ခုကဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုအချိန်ကြိုက်ဘုံတစ်လုံးလိုရုတ်တရက်ဝင်ရောက်တိုက်ခတ်သွားခဲ့တာကြောင့်ဒေသခံပြည်သူတွေအတွက်ကျောင်းမဲ့ဖွေရာညတညာအဖြစ်မှတ်တမ်းတင်သွားခဲ့ရပါပြီ။ဒီငလင်ကြီးက Richter scale ပြောရမယ်ဆိုရင်တော့6.9အဆင့်ရှိတယ်လို့တိုင်းတာရရှိပါရယ်။ ဒီအင်အားပြင်းဟာအဆောက်အုံတွေကိုကြီးမားစွာပြက်စီးစေနိုင်တဲ့အဆင့်တစ်ခုဖြစ်ပါတယ်။ငလင်ဗဟိုချက်ကတော့စီဘူးပြည်နယ်ပိုကိုမြို့ရဲ့ကန်းလွန်ပင်လယ်ပြင်ကို အတီးကြဗဟိုပြုပြီးတော့လောက်ခတ်ခဲ့တာပါ။ဖိလစ်ပိုင်မိထောင်နဲ့မြေငလင်ဆိုင်ရာတက်ကတူရဲ့တီးကြတဲ့အချက်အလက်တွေအရငလင်ဗဟိုချက်ကစီဘူးမြောက်ပိုင်းပိုကိုမြို့ရဲ့အရှေ့မြောက်ဘက်၁၈ကီလိုမီတာ၃ည တသမ9မိုင်10တသမ9မိုင် အကွာမှာတရှိခဲ့တာဖြစ်ပါရင် ကန်ယူရနဲ့အလွန်နီးခဲ့တဲ့ပင်လယ်ပြင်မှာလှုပ်ခဲခဲ့တာကြောင့်ကန်ကြီးဒေသတွေကအဆိုးရွားဆုံးထိခိုက်မှုတွေခံစားခဲ့ရပါတယ်။ဒီငလင်ကြီးကိုပို့ပြီးတော့အစိုးရစီအကောင်ပြီး ဖြတ်အားဖို့ပုံမပြင်းထန်စေခဲ့တဲ့အဓိကအကြောင်းရင်းကတော့ငလင်ရဲ့မြေအောက်အနက်ပါပဲ။မြေအောက်အနက်က30ကီလိုမီတာ6မိုင်ပဲရှိခဲ့တာကြောင့်မြေမျက်နှာပြင်နဲ့အလွန်ကိုနီးကပ်လွန်နေပါတယ်။ဒီလိုမြေအောက်အနက်တိမ်တဲ့ငလင်မျိုးကိုသိပ္ပံပညာအရာ ရှင်ရောအခွေသုံးမဟုတ်မြေတိန်ငလင်အမျိုးအစားဖြစ်ကိုသတ်မှတ်ကြပါရင်မြေတိန်ငလင်ဖြစ်တဲ့အတွက်မြေပြင်ပေါ်ကတုံကမှုပြင်းအား industry ကပုံမှန်ငလင်တွေထက်အစာပေါင်းများစွာပုံမှုပြင်းထန်ပြီးမြေပြင်တုံခါမှုကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးဆုံးရှုံးမှုတွေလည်းပိုများခဲ့ရတာပါဒီအင်အားကြီးငလင်တန်းကဘ ਹੁ ချက်ဖြစ်တဲ့စီဘူးပြည်နယ်ဟူတာမကပဲအင်းဒီချင်းကျွန်းစုဒေသတွေဖြစ်တဲ့ letter ဆောင်းမာနဲ့ Negroes, Oriental အထိပါတိတိတတ်တာပြင်းထန်စွာရိုက်ခတ်သွားခဲ့ပါရယ်ဒေသခံတွေကညနေသက်ကောင်အချိန်မှာမမျော်လင့်မဲ့ကျောင်းမက်ဖွဲ့ရအတွေ့အကြုံကို ကိုရိုင်းကြုံခဲ့ရတာပါကနဦးရရှိတဲ့တရင်နေရဆိုရင်စီဘူးမြို့တော်နဲ့ Little ပြည်နယ်ရဲ့တချို့နေရာတွေမှာမြေကြီးကမပြီးဆုံးနိုင်တော့တယ်လို့ခံစားရပြီးတော့ 7မိနစ်ကြာကြာအောင်ပကံလွယ်တယ်လို့လောက်ခါနေတဲ့အဖြစ်ကိုလူအများအပြားကထိတ်လန့်တကြားမျက်မြင်ကိုတွေ့ကြုံခဲ့ရပါတယ်။အစာအုံတွေတိတိတသားရိန်ထိုးလွှဲသွားခဲ့တယ်လို့စင်မော်တင်ထားတဲ့ပစ္စည်းမှန်သမျှကလည်းမြေပြင်ပေါ်ကိုပြုတ်ချခွင်းချီပျက်စီးကုန်ဆုံးခဲ့ရပါတယ်။ငလင်းရဲ့တက်ရောက်မှုဟာ area အလုပ်တရာခြေပြန့်လွန်းတာကြောင့်ဒေသခံလူသိမ်းပေါင်းများစွာဟာ ညနေတက်ကောင်မှာအိညာကနေလန့်နိုးပြီးအသက်ဘေးလွတ်ရာလမ်းမတွေလွင်ပြင်တွေပေါ်ကိုအပြေးလွှားထွက်ပြေးခုလုံခဲ့ကြရပါတယ်။အမောင်တူထဲမှာ ကျောင်းရွတ်တုံလုံးနေကြတဲ့ပြည်သူတွေရဲ့စုံရင်ပူပန်မှုတွေအပြည့်ပါတဲ့ညတညကိုဒီငလင်ကြီးကဖန်တီးပေးလိုက်တာပဲဖြစ်ပါရင်ငလင်လှုပ်ပြီးနိုင်ပိုင်းအကြဒီကနေ့မနက်အော်တိုဘာလ10ရက်နေ့မှာတော့စီဘူးနဲ့အနီတဝိုက်ဒေသတွေရဲ့ပြက်စီးဆုံးရှုံးမှုတွေနဲ့လူအသက်ဆုံးရှုံးမှုတွေရဲ့ဂိမ်းကနန်းတွေကတဖြည်းဖြည်းချင်းပေါ်ထွက်လာနေပါပြီလက်ရှိအချိန်မှာအခြေအနေက အလွန်ကိုစိုးရိမ်ဝေရကောင်းနေစေဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။အမျိုးသားသဘာဝဘေးရန်ရဲ့ဆိုင်ရာ စီမံခန့်ခွဲမှုကောင်စီရဲ့ကဏ္ဍဦးထုတ်ပြန်ချက်တွေအရအတည်ပြုနိုင်တဲ့တည်ဆုံးသူရေထွက်ကအနည်းဆုံး15ဦးရှိနေပြီးတော့ရှားနဲ့ချီတဲ့လူတွေကလည်းတရားအသီးသီးရရှိခဲ့ကြပါတယ်။ဒီကိန်းကနန်းတွေဟာ ရစမီပြတ်ထောင်းနေတဲ့အမောင်တို့ရဲမှာကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရချိန်မှာကောက်ယူထားတာဖြစ်လို့အပြည့်စည်းတွေအောက်မှာပိတ်မိနေသူတွေရှိနေနိုင်တာကြောင့်တည်ဆုံးသူအရေအတွက်ကဆက်လက်မြင့်တက်လာဖို့အလားအလာများစွာရှိနေရလို့လည်းကယ်ဆယ်ရေးအဖွဲ့တွေကစိုးရင်တစည်းသုံးသပ်ထားပါတယ်။ငလင်ဗဟိုချမ်းတဲ့အနည်းဆုံးဖြစ်တဲ့ပုံကုံမျိုးနဲ့သူရဲ့အနည်းတစ်ဝိုက်ကခြေလက်ဒေသတွေဟာအဆိုးရွားဆုံးထိခိုက်ခဲ့ရပြီးတော့ အဆောက်အအုံဖြိုချမှုတွေအများဆုံးဖြစ်ပွားခဲ့ပါတယ်။ကေဆေးဤအဖွဲ့တွေကအပြည့်စည်ပုံကြီးတွေအောက်မှာပိတ်မိနေတဲ့လူတွေကိုရှာဖွေဖို့အတွက်အသက်နဲ့ရင်ပြီးတော့အချိန်နဲ့တပြင်းညီစူးစမ်းဆောင်ရွက်နေရပါတယ်။တစ်ဖက်မှာလည်းမိသားစုဝင်တွေကလမ်းပီးမှာစိုးရင်တကြီးမျက်ရည်ဆက်လက်နဲ့ဆောင်ဆိုင်နေကြရပြီးပိတ်မိနေသူတွေကိုကူညီဖို့အတွက်ဒေသခံပြည်သူတို့ချို့လည်းပါဝင်ကူညီနေကြတဲ့ဆရဲတဲ့တွင်ရရှိပါတယ်။ ဒီပြည်အားကြီးငလင်ကြောင့်စီဘူးပြည်နယ်တစ်ခုလုံးဒီဘက်မှာလျှက်စစ်မီးတွေအကြီးအကျယ်ပြတ်တောက်သွားခဲ့ပါတယ်ညနေတဲ့အချိန်မှာငလင်လှုပ်ပြီးတော့လျှက်စစ်တအားလိုင်းတွေအဲပြတ်တောက်ကုန်တာကြောင့်မို့စီဘူးမြို့တော်တစ်ခုလုံးက အမောင်တို့ရဲမှာဖုံးလွှမ်းသွားခဲ့ရပါတယ်ဒီချိန်လေးရအခေစိန်လုပ်ငန်းတွေမှာအခက်အခဲပေါင်းများစွာဖြစ်ပေါ်စေခဲ့ပြီးတော့အသက်ငယ်ရှာဖွေကေစိန်ကြီးတွေနောက်နေကျန်းကျန်းမှုတွေရှိနေပါတယ်လို့သတင်းတွေကဖော်ပြပါတယ်အလင်းရောက်မရှိတဲ့ညကအသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေရမှာကြီးမားတဲ့အစိန်ခေါ်မှုဖြစ်နေပါတယ်လျှက်စမီပြတ်ထောင်မှုနဲ့အတူဆက်သွယ်ရေးလိုင်းတွေအထူးသဖြင့်မိုဘိုင်းဖုန်းလိုင်းတွေကနေရာများစုမှာပြတ်ထောင်နေကြတာကတော့ပိုပြီးတော့စိုးရိမ်စရာပါဒါကြောင့်ငလင်း င်တန်တင်နေတဲ့သူတွေအနေနဲ့အရေးပေါ်အကူအညီတောင်းခံဖို့နဲ့ မိသားစုဝင်အချင်းချင်းအဆက်အသွယ်လုပ်ဖို့အခက်အခဲတွေကြီးမားစွာကြုံတွေ့နေရပါတယ်။ဆက်သွယ်ရေးပြတ်တောက်တာကဆုံးရှုံးမှုပမာဏကို အချိန်မီမသိနိုင်အောင်ကာစည်းနေတဲ့အဓိကပြဿနာတစ်ခုဖြစ်လာပြီးအရေးပေါ်တွန်းပြန်မှုတွေကိုပါနှေးကွေးလာစေခဲ့ပါတယ်။ငလင်လုံခဲမှုရဲ့ပြင်းထန်တဲ့စွမ်းအားကြောင့်ဒေတာရင်းကအရေးကြီးတဲ့လမ်းနေတဲ့တရားတွေမှာလည်းတိတိတတအကွဲချောင်းနေတဲ့ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်အာနာမိုင်းတွေကအချိန်မဆိုင်မဲ့ လမ်းညရဲ့ခန္ဓာရည်အားနဲ့လုံခြုံရေးကိုစစ်ဆေးဖို့အတွက်အရေးပေါ်စစ်ဆေးမှုတွေကိုချက်ချင်းပြုလုပ်နေရပါတယ်။ အထူးသဖြင့်စီဘူးကို မတ်တန်ကျွန်းနဲ့ဆက်သွယ်ထားတဲ့အဓိကတရားစီးတွေကိုယာယီပိတ်ထားခဲ့ရတာကဒေတာရင်းသွာလာပို့ဆောင်ရေးကိုကြီးမားစွာထိခိုက်စေခဲ့ပါတယ်ဒီတရားရေးဟာခေတ်စည်းပစ္စည်းတွေတည်ယူပို့ဆောင်ဖို့အတွက်မရှိမဖြစ်လို့အတိတ်လမ်းကြောင်းတွေဖြစ်တာကြောင့်ယာယီပိတ်ဆိုးလိုက်ရတဲ့အပေါ်အရေးပေါ်အကူအညီပေးရေးလုပ်ငန်းတွေကိုပါကြီးမားစွာနှောင့်နှေးစေခဲ့ပါတယ်လို့သတင်းတွေရသိရပါတယ်လက်ရှိမှာတော့ပြည်သူတွေက ။စိုးရိမ်မှုတွေနဲ့အတူဒီလိုအခက်အခဲတွေကြားကနလန်ထူဖို့ကြိုးစားနေကြဆဲဖြစ်ပါရယ်။ဒီအင်အားပြည့်ငလင်ကြီးကရဝတ္ထုပစ္စည်းဆုံးရှုံးမှုတွေအပြင်ရာစုနှစ်များစွာတက်တန်းရှိပြီဖြစ်တဲ့သမိုင်းဝင်ဘာသာရေးအဆောက်အုံတွေရပါအ धिक ပြမှတ်ဖြစ်ပြီးတော့ကြီးမားစွာထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒါရဝတ္ထုဆုံးရှုံးမှုတသက်သက်ကျော်လွန်တဲ့ကြီးမားရဲ့အရင်ကြီးမှုဆိုင်ရာဆုံးရှုံးမှုတစ်ရက်ဖြစ်လာခဲ့ပါတယ်။ဒမ်ဘာဒရန်မြို့နယ်မှာဆိုရင်တော့တရှိရဲ့ ပိုင်းဝင်စန်တာရိုဇာဂျီလီမာဖယားရှိခိုးကျောင်းလာဆိုရင်တော့ငလင်တန်ကျောင်းတစိတပိုင်းပြိုကျပျက်စီးခဲ့ရပါတယ်ဒီဖယားကျောင်းတော်ကြီးကဒေသခံစီဘူးပြည်သူတွေရဲ့စိတ်နှလုံးထဲမှာအမြင့်တွင်နေတဲ့အထွန်းမြတ်ထားရနေရာတစ်ခုတတိကံတမိုင်းတစ်ခုဖြစ်လို့ဒီလိုပျက်စီးသွားတဲ့အပေါ်ဒေသခံတွေကအလွန်ကိုဝမ်းနည်းပူဆွေးပြီးတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေခံစားနေကြရတယ်လို့သိရပါတယ်ဒီလိုတပိုင်းဝင်အမွေနေ့တွေပြန်လည်ထူထောင်ရေးလုပ်ငန်းက အချိန်ယူရမှာဖြစ်လို့ဒေတာကန်နေရဲ့စိတ်ထပိုင်းဆိုင်ရာပြန်လည်တိဆောက်ရင်းမှာလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါရယ်ဘန်တာရန်ကျွန်းပေါ်က Protea de San Pedro Apostle ဖျားเจ้าလိုမျိုးတမိုင်းဝင်ဖျားเจ้าကြီးတွေကငလင်လုတဲ့အချိန်မှာ ပြင်းပြင်းထန်ထန်တုံခါရင်ထုံးနေတဲ့ဗီဒီယိုဖိုင်တွေကလည်း လူမှုကွန်ရက်ပေါ်မှာလင်းမြန်စွာ ပြန့်နှံ့သွားခဲ့ပါတယ်။ဒီရုပ်သံမတန်နီကဒေတာရဲ့ဘာသာရေးအမွေအနှစ်တွေဟာဒီလိုမျိုးပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်ကြီးကြောင့်အလွန်ကြီးမားတဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ဆိုတာကို အထင်ရှားပြသနေပါတယ်။ ဒါကြောင့်ဒီလိုသက်တမ်းရဲ့အဆောက်အုံတွေကို အရေးတကြီးပြန်လည်ထိန်းသိမ်းဖို့နဲ့အနာဂတ်ငလင်တန်းတွေကိုခံနိုင်ရှိအောင် အစဉ်မြင့်တင်ဖို့ဟာစီဘူးဒေတာအတွက်အရေးတကြီးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါပြီ။ဘာသာရေးနဲ့ရင်ကျိမှုဆိုင်ရာအမွေအနှစ်တွေကိုကာကွယ်ဖို့အတွက်နိုင်ငံတော်အစစ်အမူဝါဒတွေလိုအပ်နေရကိုမိမောင်းထိုးပြလိုက်တဲ့အဖြစ်အပျက်တွေလည်းဖြစ်ပါရင်ဒီလိုမကြုံစဘူးအခြေအနေဆိုပြီးဖြစ်ပေါ်လာတဲ့အခါမှာ ဖလပိုင်အစိုးရကလည်းအချိန်ဆွဲမနေပဲချက်ချင်းတုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။ငလင်လုတ်ပြီးနိုင်ပိုင်းအထွေးမှာပဲဖလပိုင်သမ္မတရုံးကနေအရေးပေါ်ကြေညာချက်တစ်စောင်ကို အလင်းအမြန်ထုတ်ပြန်ခဲ့ပါတယ်။အစိုးရရဲ့အကြီးကဂတိကဝတ်ကတော့ငလင်တန်သင့်ပြည်သူတွေကိုကူညီဖို့နဲ့ပြည်စည်းသွားတဲ့အခြေခံစောင့်တွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်အစိုးရရဲ့ရန်မုံငွေအားလုံးကိုအသုံးပြုသွားမှာဖြစ်ကြောင်းအတိအလင်းဂတိပြုခဲ့ခြင်းပါပဲ။ဒါအပ ြင်နိုင်ငံရဲ့လုံခြုံရေးနဲ့ကယ်ဆယ်ရေးမှာအဓိကကျတဲ့ကာကွယ်ဝင်ကြီးဌာနကိုလည်းကယ်ဆယ်ရေးလုပ်ငန်းတွေမှာစစ်တီအင်အားဆက်ရရင်အင်အားပြေဝနဲ့ ချက်ချင်းပါဝင်ကူညီဖို့တိကျပြသားစွာညွှန်ကြားချက်ပေးပို့ခဲ့ပါတယ်ဒီလိုချက်ချင်းတုံ့ပြန်ဆောင်ရွက်ကြကအရေးပေါ်အခြေအနေကိုမြ мян ဆန်ဆန်ထိန်းချုပ်ဖို့အတွက်အစိုးရရဲ့ထိရောက်တဲ့ဂျိုးပန်းမှုကိုဖော်ပြနေပါတယ်အရေးကြီးဆုံးအချက်အနေနဲ့ဖိလစ်ပိုင်အစိုးရဟာစီဘူးပြည်နယ်နဲ့ငလင်တန်သင်ခဲ့တဲ့အနီးတစ်ဝိုက်ဒေသတွေကိုတဘာဝဘီအန်ရဲ့ခြံရောက်တဲ့အရေးပေါ်အခြေအနေအဖြစ်ချက်ချင်းသတ်မှတ်ကြေညာခဲ့ပါတယ်ဒီလိုကြေညာလိုက်ခြင်းဟာဘေးတန်သင့်ဒေသတွေအတွက် အသက်ရှူရလူနေပါ အရေးပါတဲ့ဆုံးဖြတ်ချက်တည်းရဖြစ်ပြီးတော့အကူအညီတွေကိုလင်မြန်စွာပေးအပ်နိုင်ဖို့တရားဖွင့်ပေးလိုက်တာပါပဲဒီလိုအရေးပေါ်အခြေအနေကိုတရားဝင်ကြေညာလိုက်တဲ့အခါအဓိကအားဖြင့်အရေးပေါ်ရမုံငွေတွေချက်ချင်းထုတ်ယူသုံးစွဲနိုင်ခြင်းဆိုတဲ့အကျိုးကျေးဇူးကိုချက်ချင်းပဲရရှိလာပါတယ်ဒေသခံအုပ်ချုပ်ရေးဖွဲ့တွေအနေနဲ့အရေးပေါ်ကယ်ဆယ်ရေးနဲ့ကွန်ရီထောက်ပံ့ရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ရန်ပုံငွေတွေကိုနိုင်ငံတော်ဘဏ္ဍာရန်ပုံငွေတွေကနေလင်းမြန်စွာထုတ်ပေးနိုင်တော့မှာဖြစ်ပါတယ် င်ဒီလိုရမငွေချက်ချင်းရရှိတာကဗဟိတံတင်းတဲ့ပြည်သူတွေအတွက်စာနယ်ရိခာတန်ရှင်းတဲ့အရင်နဲ့စီးပွားတွေချက်ချင်းရရှိလာဖို့အဓိကသောချက်ပဲဖြစ်ပါတယ် ဇင်းအောင်ထိန်းချုပ်ခြင်းနဲ့လည်းငလင်တန်ကြောင့်ပြည်သူတွေရဲ့စီးပွားရေးအခက်အခဲတွေကိုအခွင့်အောင်းယူပြီးတော့ဂုံတွေရီနေနဲ့အခြေခံစားတောက်ကုန်တွေစီနဲ့ရေစားတဲ့ပစ္စည်းတွေကိုဇင်းအောင်တုံးမြင့်ရောင်းချခြင်းမပြုဖို့လည်းတင်းတင်းကြပ်ကြပ်ကြားမြင်လိုက်ပါတယ်ဒီလိုဇင်းအောင်ထိန်းချုပ်လိုက်တဲ့အတွက်ပြည်သူတွေနေနဲ့ခေါင်းပုံဖျက်ခံရမှာကိုစိုးရိမ်စရာမလိုတော့ပါဘူးဒီအင်အားဖြင့်ငလင်စီးအကြောင်းတရင်ကကဘာတော်ဝန်ကိုလင်းမြန်စွာပြန့်နှံ့သွားခဲ့ပြီးတော့ နိုင်ငံကအတိုင်းဝိုင်းကလည်းအာယုံဆိုင်မှုတွေအပြည့်အဝပေးလာခဲ့ပါတယ်။အင်းဒီချင်းအာဆီယံနိုင်ငံတွေအပါအဝင်မဟာမိတ်နိုင်ငံကြီးတွေဖြစ်ကြတဲ့ ဂျပန်အမေရိကန်နဲ့ကုလသမဂ္ဂရောကပါဖိလစ်ပိုင်နိုင်ငံအတွက်ဝန်ထဲချောင်းသဝလာရီကို အချိန်မီပေးပို့ခဲ့ကြပါတယ်။ဒါအပြင်သူတို့ကလိုအပ်လာခဲ့ရင် လူသားချင်းစာနာမှုအကူအညီတွေ၊ကယ်ဆယ်ရေးကျွမ်းကျင်သူတွေနဲ့ဈေးဝါထောက်ပံ့ရေးပစ္စည်းတွေပေးပို့ဖို့အသင့်ရှိကြောင်းကမ်းလှမ်းခဲ့ကြပါတယ်။နိုင်ငံတကာရဲ့ဒီလိုဆွေးနွေးတဲ့တုံ့ပြန်မှုနဲ့ကုညီလိုစိတ်ကငလင်တန်သည့်ဖိလစ်ပိုင်နိုင်ငံသားတွေအတွက်တော့ဈေးမောင်းတဲ့စိတ်ဓာတ်ခွန်အားနဲ့အားကျစရာတစ်ခုဖြစ်ခဲ့ရပါတယ်လို့ဖော်ပြလိုက်ပါတယ်။ လစ်ပိုင်မီတောင်နဲ့မြေငလင်ဆိုင်ရာတက္ကသိုလ်ရဲ့တိုင်းတာမှုတွေကိုနိုင်ငံတကာကလည်းအတည်ပြုပေးခဲ့ပါတယ်။ဂျမန်ဘူမိသိပ္ပံဆိုင်ရာသုတေသနစန္ဒာကလည်းဒီငလင်က6.9အဆင့်ရှိပြီးတော့မြေအောက်10ကီလိုမီတာ6မိုင်အနက်မှာလှုပ်ခတ်ခဲ့တာကြောင့်မြေမျက်နှာပြင်ပေါ်ကဒေသခံတွေအားလုံးပြင်းထန်တဲ့တုန်ခံမှုဒဏ်ကိုခံစားခဲ့ရတယ်လို့ထက်မှန်အတည်ပြုခဲ့ပါတယ်။ဘူမိဗေဒပညာရှင်တွေရဲ့သုံးသပ်ချက်အရဖိလစ်ပိုင်နိုင်ငံက ပထဝီဝင်အရာအလွန်အနေရများတဲ့ဗစည်းပိတ်မိခွင်းလို့ခေါ်တဲ့နေရာကြီးပေါ်မှာတည်ရှိနေပါတယ်ဒီနေရာကကမ္ဘာမြောက်ကကျောက်ချလွာနယ်နိမိတ်တွေရွေလျားမှုအများဆုံးနေရာဖြစ်တဲ့အတွက် အင်အားဖြင့်ငလင်တွေမကြာခဏဆိုသလိုဖြစ်ပွားလေးရှိတာပါဒီတစ်ကြိမ်ငလင်ကလည်းအ திக အားဖြင့်ဒေတာရင်းကလှူရှာနေတဲ့ပြည့်ရွေဂျော်ရီရဲ့ရုတ်တရက်ရွေလျာမှုကနေဖြစ်ပေါ်လာတာဖြစ်နိုင်တယ်လို့ပညာရှင်တွေကတွေ့ချက်ထားပါတယ်ဒီလိုမြေအောက်ကစွမ်းအင်တွေရုတ်တရက်ထွက်လာခြင်းကြောင့်ပဲဒီလောက်ကြီးမားတဲ့ပြည့်စည်မှုတွေဖြစ်ပေါ်လာခဲ့ရတာဖြစ်ပါတယ် က်ရှိအချိန်မှာတော့ပြောရမယ်ဆိုရင်တော့ Facebook data ကနေ data အခံပြည်သူတွေကိုနောက်ဆက်တွဲငလင်းတွေရဲ့အန်တရေကိုအထူးသတိထားကြဖို့ခါခါတီးတီးထက်ခါတလဲလဲသတိပေးနေပါတယ်။ဒါကကေဆေးလုပ်ငန်းတွေမှာပါပါဝင်နေတဲ့သူတိုင်းအထွက်ကိုအရေးကြီးဆုံးသတိထားရမယ့်အချက်ဖြစ်ပါတယ်။ Fivolus ကကြာရဲ့သတိပေးခဲ့တာကတော့ပင်မငလင်းကြောင့်ပျက်စီးရှိုင်းနေတဲ့အဆောက်အုံတွေက အင်အားမပြင်းတဲ့နောက်ဆက်တွဲငလင်လေးတွေနဲ့တောင်လုံဝပြိုချသွားနိုင်ပါတယ်။ဒါကြောင့်အစိုးရအနေနဲ့လည်းလူတွေကပြက်စီးနေတဲ့အဆောင်အနေနာကိုလုံဝမကဲချဖို့အိမ်ထဲကိုမပြန်ချသေးပဲလုံခြုံတဲ့ကွင်းပြင်တွေအများသုံးနေရာတွေမှာခိတ္တခုံလုံးနေချဖို့ကိုထက်မှန်တိုက်တွန်းထားပါတယ်။ဒေသခံတွေအကြမ်းမှာစိုးရင်စိတ်တွေပုံမမြင်တတ်နေရတဲ့အကြောင်းရင်းကတော့အရင်နှစ်တရားလောက်ခက်ခဲတဲ့ငလင်တွေမှာကြောင့်ပင်မငလင်ထက်နောက်ဆက်တွဲငလင်တွေကြောင့်ပြက်စီးဆုံးရှုံးမှုတွေအသက်ဆုံးရှုံးမှုတွေပုံများ ားခဲ့တဲ့အတွေ့အကြုံဆိုးတွေရှိခဲ့ဘူးတာကြောင့်ပါပဲ။ဒါကြောင့်စီဘူးဒေသခံပြည်သူတွေကဒီတညတာကိုလည်းလမ်းမပေါ်မှာစိုးရိမ်ပူပန်မှုတွေနဲ့အတူဖြတ်တန်းကြရအောင်မှဖြစ်ပါတယ်လို့သုံးသပ်ဖော်ပြလိုက်ရပါတယ်။အချို့အဖြစ်ပြောရမယ်ဆိုရင်တော့စက်တင်ဘာလ30ရက်2025ခုနှစ်ညကစီဘူးပြည်နယ်မှာလှုပ်ခတ်ခဲ့တဲ့6.9အစင်းရှိမြေတိမ်ငလင်ကြီးဟာ တကယ်ကိုတနိုင်ငံလုံးအနက်တန်ရောက်မှုရှိခဲ့တဲ့သဘောဝ BNDA တခုဖြစ်ပါရင်ဒီငလေးကရုပ်ပိုင်းဆိုင်ရာအရာရော စိတ်ပိုင်းဆိုင်ရာအရာပါ ကြီးမားတဲ့ထိခိုက်မှုတွေကိုဖိလစ်ပိုင်နိုင်ငံရဲ့ Visa Rest ဒေသတခွင်မှာ ဖြစ်ပေါ်စေခဲ့ပါတယ်။လူအသက်ပေါင်းများစွာဝန်ထဲဝယ်ရာဆုံးရှုံးခဲ့ရတာနှစ်ပေါင်းရာနဲ့ချီသက်တမ်းရှိတဲ့တမိုင်းဝင်အဆောက်အုံတွေဖျက်ဆီးခဲ့ရတာလျှက်စနဲ့ဆက်သွယ်ရေးလို့အခြေခံအဆောက်အုံတွေပြတ်တောက်ခဲ့ရတာနဲ့ပြည်သူတွေညနေတကောင်မှာထိုင်းလန်တကြားလမ်းတွေပေါ်ကို ထွက်ပြေးခဲ့ရတဲ့အမြင်တွေညဒင်းငလင်ရဲ့အကြောင်းမဲ့ဖော်ရအရှိန်ရောကိုထည့်ရပြီးတော့ပေါ်လွင်စေတဲ့သက်သေတွေပါပဲ။ မြေတိမ်ငလင်းအမျိုးအစားဖြစ်တဲ့အတွက်ကြောင့်လေမြေပြင်ပေါ်ကတုန်ခါမှုတန်က ထင်ထားတာထက်အစာပေါင်းများစွာပို့ပြီးတော့ပြင်းထန်ခဲ့ရတာပဲဖြစ်ပါတယ်။အခုအချိန်ကကယ်ဆယ်ရေးလုပ်ငန်းတွေအရှိန်အဟုန်မြင့်လုံးဆောင်နေရတဲ့အရေးကြီးဆုံးအချိန်ကာလဖြစ်ပါတယ်။ဒီချိန်ထဲမှာပဲနောက်ဆက်တွဲငလင်တွေရဲ့အန်တရယ်ကလည်းဆက်လက်ပြီးတော့ချင်းချောင်းနေသေးပါ။ဒါကြောင့်ဖိလစ်ပိုင်အစိုးရနဲ့နိုင်ငံတကာရဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကတရားရရှိသူတွေကိုကူတာဖို့အိုးအိမ်မဲ့သူတွေကိုခိုလုံဖို့နေရာပေးဖို့နဲ့ ပျက်စီးမှုတွေကိုပြန်လည်စတင်ဖို့အတွက်မရှိမဖြစ်လိုအပ်နေပါတယ်။ဒီငလင်းကြောင့်ဆုံးရှုံးမှုတွေနဲ့ထိခိုက်ဒဏ်ရာရမှုတွေကြုံခဲ့ရတဲ့စီဘူးပြည်သူတွေအပါအဝင်ဒေသခံအားလုံးနဲ့ခြေတော်တို့ထထုထမြဝန်ထဲချေခွေရပါတယ်။ဒဏ်ရာတွေအမြန်ဆုံးကျက်စီပြီးတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်းအမြန်ဆုံးအောင်မြင်စွာအကောင့်ထယ်ဖော်နိုင်ပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။ တဘာဝ BNDA တွေနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းအချက်အလက်တွေနဲ့လက်ရှိအခြေအနေတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ခြေတော်ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့ရင်ဆက်မှုကိုနှုတ်ဆက်လိုက်ပါရရှင်။